မြန်မာအိန္ဒိယနယ်စပ်တမူးမြို့နာမှာပါကာဖအဖွဲ့ဝင်10ဦးကြဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးအမှုမှန်ပေါ်ပေါက်အောင်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့ကတမူးမြို့နယ်နဲ့ထိစပ်နေတဲ့မြန်မာအိန္ဒိယနယ်စပ်အနီးတစ်နေရာမှာတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကရဲဘော်တွေကိုအိန္ဒိယနိုင်ငံအာတာရိုင်ဖယ်တပ်ဖွဲ့တွေကဖမ်းဆီးတပ်ဖြတ်ခဲ့တာလို့ ဒေတာကန်သတင်းရှင်းပြတွေကပြောပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအိန္ဒိယအစိုးရကိုနှစ်နိုင်ငံနယ်စပ်ဒေတာကန်တွေနဲ့တော်လှန်ရေးအားစုတွေကပြင်းပြင်းထန်ထန်ဝေဖန်နေချိန်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ19ရက်မနေ့ညပိုင်းမှာကနအူးသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေကလက်ခံရရှိတဲ့သတင်းပေးပို့တိုင်ကြားချက်တွေအပြင်ကနအူးမြေပြင်အခြေအနေကြားနာစစ်ဆေးမှုအစီရင်ခံစာတွေ့ရှိချက်တွေအရအိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး အမှုမှန်ပေါ်ပေါက်စေရင်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။အိန္ဒိယဘက်ကထုတ်ပြန်တဲ့သတင်းတွေမှာတော့အာသာရိုင်ဖယ်တပ်ဖွဲ့ဝင်တွေကသတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့လက်နက်ကင်10ဦးကိုရှင်းလင်းနိုင်ခဲ့ပြီးလက်နက်နဲ့ခဲယံမီးကြောက်တွေလည်းသိသိရရှိခဲ့တယ်လို့ဖော်ပြပါတယ်။ဒါပေမဲ့မြေပြင်အခြေအနေမှာတော့တိုက်ပွဲဖြစ်ခဲ့တာမဟုတ်ပဲဖမ်းဆီးတပ်ဖြတ်ခံရတာဖြစ်တယ်လို့ရဲဘော်တွေရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့သူကာကွယ်ရေးရဲဘော်တအူကပြောပြပါတယ်။10ရောက်စလုံးအလောင်းက အဖမ်းခံရပြီးမှတနတ်ဒဲရီနဲ့လှုပ်ကြံတက်ဖြတ်ခံရတာပါလို့ကာကွယ်ရေးရဲဘော်ကပြောပြတာပါတိုက်ပွဲဖြစ်တာမရှိဘဲဖမ်းဆီးနှိပ်စက်ပြီးရရက်ဆက်ဆက်တက်ခဲ့တာလို့အဲ့ဒီရဲဘော်ကဆိုပါတယ်လက်ရှိမှာအိန္ဒိယအစိုးရကနေဆက်ချန်းစီယိုကိုကာရန်နေပြီးမြန်မာနိုင်ငံပိုင်နက်ဘတ်တိုးကာနေတာကြောင့်တမှုခရိုင်ပြည်သူကာကွယ်ရေးရဲဘော်တွေကကန့်ကွက်တားဆီးတာတွေရှိခဲ့ပါတယ်ဒီအခြေအနေမှာပြည်သူကာကွယ်ရေးရဲဘော်တွေကိုတပ်ဖြတ်တဲ့လှုပ်ရက်ကတရားလွန်တယ်လို့တမှုဒေသခံတအူးကပြောပါတယ် မနေ့ညပိုင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အောက်မှာလဲအဲ့ဒီအမှုကိုထိထိရောက်ရောက်ကိုင်းတွယ်ဖြည့်ရှင်းပေးဖို့တောင်းဆိုနေကြပါတယ်။အိန္ဒိယဟာပြီးခဲ့တဲ့ April လကတမူးမြို့အနောက်ဘက်မှာရှိတဲ့နေဆက်မှတ်တိုင်59 60ကြား85 86ကြားမှာမြန်မာဘက်ခြမ်းကို ပေ600ခန့်ကျူးကျော်ပြီးခြမ်းစည်းရုပ်ခတ်နေတာကြောင့်တမူးခရိုင်အမှတ်1တပ်ရင်းကတွားရောက်တားမြစ်ခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေရာမှာယာယီရပ်တန့်ထားပေမဲ့မှတ်တာ80နဲ့83ကြားမှာတော့ မြန်မာဘက်ကိုဝင်ပြီးခြံစည်းကိုဆက်ကာနေတာကြောင့်တမွန်ခရိုင်အမှတ်3တရင်ကထပ်ပြီးတော့တားမြစ်ခဲ့တာရှိပါတယ်။စစ်အာဏာရှင်ကိုမြန်မာပြည်သူတွေကတော်လှန်တိုက်ခိုက်နေချိန်မှာအိန္ဒိယကအခုလိုခြံစည်းကိုကာနေမှုကိုတမူးဒေသခံတွေကလည်းကန့်ကွက်နေကြပါတယ်။သခိုင်းတိုင်းတမူးမြို့နယ်မှာမြို့ပေါ်ဘဲစစ်ကောင်စီကထိန်းချုပ်ထားနိုင်ပြီးတမြို့နယ်လုံးရဲ့80ရာခိုင်နှုန်းကိုတော့တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားတယ်လို့သိရပါတယ်ရှင်။